လူပေါင်း2000ကျော်ကိုတင်ဆောင်လာခဲ့တဲ့တိုက်တန်နစ်တင်မောကြီးဟာ1922ခုနှစ်ဧပြီလ14ရက်နေ့မှာမြောက်အတ္တလန်တိတ်သမုဒ္ဒရာအတွင်းနှိမ့်မြုပ်ခဲ့ရပါတယ်။မှတ်တမ်းတွေအရတော့ဒေသစံတော်ချိန်ည7:00နာရီနဲ့မိနစ်40ချိန်မှာခြေခဲတော်နဲ့စတင်တိုက်မိခဲ့တာဖြစ်ပြီး2နာရီနဲ့မိနစ်40အကြာမှာအလုံးစုံနှိမ့်မြုပ်သွားခဲ့ပါတယ်။မနှိမ့်မြုပ်နိုင်တဲ့တင်မောလိုကြွေးကြော်ခဲ့တဲ့တိုက်တန်နစ်ဟာမြောက်အတ္တလန်တိတ်ရဲ့အေးခဲတဲ့ရေတူးအောက်ဝါမျိုးချင်းကိုခံလိုက်ရပါတော့တယ်။ကက်ဘေးကိုကြိုတင်မသိ မမျော်မှန်းနိုင်တဲ့လူသားတွေဟာလည်းစိုးရိမ်ခြင်းကင်းစွာနဲ့စားတောက်နေတိုင်းရင်တင်မင်းရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်ပါသွားခဲ့ရပါတယ်။အလားတူကံကြမ္မာစိုးတစ်ခုကလည်းမြန်မာစစ်ကောင်စီကိုစောင့်မျှော်လို့နေပါတယ်။2025ခုနှစ်ဇွန်လ9ရက်နေ့မှာအပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ် ILO ကအကြမ်းဖက်စစ်ကောင်စီကိုပုံမှန်33အရအရေးယူဆောင်ရွက်ဖို့ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပါတယ်။အဖွဲ့ဝင်နိုင်ငံတွေအတွက်အပြင်းထန်ဆုံးသောပုံမှန်ဖြစ်တာကြောင့် အပွဲချုပ်ရဲ့105နှစ်တာတမိုင်းမှာ3ချိန်တာအသုံးပြုခဲ့ရတဲ့ပုံမှန်ဖြစ်ပါတယ်။3ချိန်အတွင်းမှာမြန်မာနိုင်ငံကတော့2ချိန်မြောက်အေးအေးယူခံရတာပဲဖြစ်ပါတယ်။ဦးတန်းရွှေလက်ထက်2009မှာတစ်ချိန်အခု2025ခုနှစ်မှာလဲဒုတိယမြောက်အချိန်အေးအေးယူဖို့ဆုံးဖြတ်ခံခဲ့ရပါတယ်။တိုင်းပြည်ရဲ့စီးပွားရေးကြဆင်းခဲ့ရတာတွေကို NLD အစိုးရအပေါ်အကြိမ်ကြိမ်ဆွဆွဲခဲ့ပြီးဒေါအောင်ဆန်းစုကြည်ကိုသူလဲတက်နိုင်တဲ့လောက်တော့လုတ်ခဲ့ပါတယ်လို့ရှုတ်ချပြောဆိုခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်အဖို့တော့ နောက်လာမဲ့အကျိုးဆက်တွေဟာမျက်နာကိုဖြတ်ရိုက်ခံရတယ်လို့ဆက်ပြင်းပြင်းမကန့်ကြည့်မကန့်တာဖြစ်နေမှာအသေးချာပါပဲ။ပြင်းထန်တဲ့အလုံးစုံပိတ်ဆို့အေးအေးယူမှုတွေဖြစ်လာနိုင်ပွဲရှိနေပေမဲ့လည်းစစ်အုပ်စုကတော့သူတို့ညင်အတိုင်းစိုးရင်ပွဲရာမရှိလို့ထုတ်ပြန်ခဲ့ပြီးတမောဝန်အပေါက်ကိုမျက်ကွယ်ပြုဖို့သာကြိုးစားနေပါတယ်။မြန်မာနိုင်ငံဟာလုပ်ငန်းကွယ်ပြိနေမှုတွေကလေးစစ်သားစုဆောင်းမှုနဲ့အရက်သားပေါ်တာဆွဲခြင်းအပါအဝင် အတင်းအဓမ္မလှုပ်အားပေးခိုင်းစေမှုတွေ အလို့သမားတမကတွေနဲ့ဆန္ဒပြလှုပ်သားတွေကိုပြစ်မှတ်ထားအကြမ်းဖက်ကျူးလွန်မှုတွေနဲ့ CDM ဝန်ထမ်းတွေကိုစစ်ကောင်စီကအမိပြက်စရင်တွင်ပြီးအတင်းအဓမ္မထုတ်ပယ်တာတွေစတဲ့ပြစ်မှုတွေနဲ့စုံစမ်းစစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။အစိုးမှာတော့ ILO ကပုံမှန်33အရအရေးယူဆောင်ရွက်ဖို့ဆုံးဖြတ်ချက်ချပြီးအဖွဲ့ဝင်189နိုင်ငံကိုလည်းမြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုကန့်တတ်ဖို့စီးပွားရေးလုပ်ငန်းတွေနဲ့ယင်းနှီးမြှုပ်နှံသူတွေကိုဖိအားပေးဆောင်ရွက်ဖို့စစ်ကောင်စီကိုနိုင်ငံတကာအလဲမှအထီးကျန်နေစေရေး ညှိနှိုင်းဆောင်ရွက်ကြဖို့တောင်းဆိုထားပါတယ်။ဒါကိုသွေးနှထင်ရောက်နေစေဖြစ်တဲ့စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့တကွအပေါင်းအပါတွေကတော့သူတို့ထိန်းချုပ်ထားနိုင်တယ်။ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့အထင်ရောက်နေတဲ့ပုံပါပဲ။စစ်လက်နက်တွေအကျဉ်းထောင်တွေဖိနှိပ်ညှဉ်းပန်းမှုတွေနဲ့မအောင်မြင်တဲ့ဝါဒဖြန့်မှုတွေဟာအမှန်တရားကိုထိန်းချုပ်ထားနိုင်မယ်လို့ယုံကြည်နေပုံရပါတယ်။ရေခဲတောင်ကြီးနဲ့တိုက်မိပြီးပြီးချင်းမှာဝမ်ဘိုက်ကပောက်ကွဲထွက်သွားပေမဲ့တင်းမောရဲ့အပေါ်တက်ကုန်းပတ်တွေကတော့၆တွေ့နေတော့မှာ ဒါကိုပဲစိုးရင်ပွဲရမရှိလို့သူတို့စစ်ကောင်စီကဖွင့်ဆိုနေတာဖြစ်ပါတယ်။ခြောက်သွေ့နေစဲကုန်းပန်းအောက်ကစီးပွားရေးအကွဲချောင်းကြီးဟာတချိန်မှာတော့ကက်ပတိန်ဂန်းအထိရေလွှမ်းတိုက်စားသွားတော့မှာပါ။တော်လန်ရေးတရက်မှာအောင်မြင်မှုအသီးအပွင့်တွေနဲ့စွန့်လွတ်စည်ဒီယာချင်းတွေကဒွန်တွဲလျက်ကပ်ပါနေပါတယ်။ ILO ရဲ့အရေးယူဆောင်ရွက်မှုတွေဟာစစ်ကောင်စီနဲ့တကွရိုင်းနေနေတဲ့နိုင်ငံတော်ကိုပါပြင်းပြင်းထန်ထန်တိုက်ရောက်လာတော့မှာပါ။ နိုင်ငံခြားယင်းနှီးမြှုပ်နှံမှုတွေအလုံးအရင်းနဲ့ပြန်လည်ထွက်ခွာသွားမယ်ဆိုရင်ကြုံတွေ့လာရမယ့်အစုလိုက်ပြုံလိုက်လှုပ်လှက်မဲ့ပမာဏဟာလည်းတိုင်းပြည်အတွက်ဝန်တုံးဝန်ပိုးတစ်ခုဖြစ်လာစေမှာဖြစ်ပါတယ်။ငွေကြေးဖောင်းပွားမှုနဲ့စီးပွားရေးကျက်တဲခြင်းရဲ့နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်အကြမ်းဖက်ရာဇဝဲမှုတွေတရားဥပဒေစိုးမိုးရေးစင်ခေါ်မှုတွေကိုနိုင်ငံသားတွေရင်ဆိုင်ရနိုင်ပွဲရှိနေပါတယ်။နင်းမြုပ်တော့မဲ့စစ်ကောင်စီရဲ့တင်းမောပြက်ကြီးပေါ်ကလူတို့ကိုကဲ့တင်ဖို့ရတော့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီမှာအပြည့်အဝတာဝန်ရှိပါတယ်။ အသက်ကယ်လေးတွေကဲ့သို့လုံလောက်တဲ့ပြင်ဆင်မှုတွေကိုအရန်တင့်ထားရှိပြီးလူတို့ကိုဥဆောင်လက်ညှိုးပေးနိုင်ရပါမယ်။တော်လန်ရေးကာလ၄နှစ်တာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာကပြင်းပြင်းထန်ထန်အရေးယူနိုင်စေခဲ့တဲ့ပထမခြေလှမ်းအပြေးမှာနိုင်ငံတကာအလဲရန်သူစစ်ကောင်စီကိုအထီးကျန်စေခြင်းနဲ့တကွမိမိကိုယ်တိုင်လည်းပုံမဝင်ဆက်လာနိုင်ဖို့ဒီအခိုက်အတန့်ကိုအချိုးကွေ့တစ်ခုအဖြစ်ပြောင်းလဲနိုင်ဖို့လိုပါတယ်။အလုံးစုံမနစ်မြုပ်ခင်မိနစ်160ကျော်ကို တံပိုးတိစွာအသုံးချနိုင်ဖို့လိုအပ်လာပါတယ်။စစ်ကောင်စီကတော့မိုးချိုပြက်တာကိုထမ်းလက်နဲ့ကာဖို့ကြိုးစားနေတော့မှာဒီအကျိုးဆက်ဟာရေခဲတောင်နဲ့တိုက်မိချိန်မှာအရေးပေါ်ထွက်ခွာဖို့ကိုလစ်လျူရှုညှင်းဆန်ခဲ့တဲ့ခီးတွေလိုစစ်ကောင်စီနဲ့တကွအပေါင်းအပါအားလုံးကိုထိကိုက်တက်ရောက်စေတော့မှာဖြစ်ပါတယ်။ဈေးပေါ်ပေါ်လှုပ်အားကားကိုလိုက်ပြီးလှုပ်အားကောင်းပုံဖြတ်တဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေချိနဲ့လာတဲ့စစ်ကောင်စီကိုကြားကန်ပေးနေကြတဲ့အိမ်ကြီးချင်းတိုင်းပြည်တွေ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုအတန်တိတ်တိတ်ဆိတ်ပေးနေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးဟာအင်းမြတဲ့ရည်တူးရဲ့တိုက်စားခြင်းကိုခံရတော့မှာပါတိုက်တဲ့နဲ့ဒင်မော်ကြီးလည်းချက်ချင်းမနစ်ခဲ့ပါပုံမှန်33ရဲ့အကျိုးဆက်တွေဟာလည်းရည်ရှိသဘောဖြစ်လာပါလိမ့်မယ်ပြောင်းလဲတိုးတက်လာနေတဲ့တော်လန်ရေးရဲ့နရီစည်းချက်တွေကတော့မြိုင်မြိုင်ဆိုင်ဆိုင်အချက်ပေးနေလျက်ရှိနေပြီပဲဖြစ်ပါတယ်ဒီကဲတော်ကြီးရဲ့အောက်မှာဘယ်သူတွေကွယ်ပျောက်သွားမလဲဘယ်သူတွေလွတ်မြောက်မလဲဆိုတဲ့အဆုံးဖြတ်ကာလဟာ 我味道比这偏白嘞。